ဘာပေါ်မှာအဆိုးတော့အများဆုံးပါဝင်တဲ့စံချိန်တွေတစ်ချိန်တစ်ချောင်းကိုသိပြီးကြပြီလားကဘာသမိုင်းတစ်ချောင်းအဆိုးတော့အများဆုံးပါဝင်တဲ့တစ်ချိန်တွေကနေမှလူကြိုက်အများဆုံးနဲ့အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့အချင်းတို့ကိုအကြောင်းကိုကျွန်တော်ဒီနေ့ပြပြပေးပါမယ်ပထမဆုံးတစ်ပုဒ်ကတော့နာမည်ကြီးဆိုတော့စုစုပေါင်းအယောက်၄၀ကျော်ဝန်းကျင်ပါဝင်တည်ဆို့ထားတဲ့ We are the world ဆိုတဲ့တခြင်းပဲဖြစ်ပါတယ်။ ဒီသတင်းကိုကျွန်တော်၁၆နှစ်သားအရွယ်လောက်မှာတစ်ချိန်ပဲကြည့်ပြီးတော့နားထောင်ခဲ့ဘူးပဲအခုလက်ရှိအချိန်ထိမမေ့နိုင်သေးတဲ့သတင်းတစ်ပုဒ်ဆိုလည်းမမှားပါဘူး။ ီသတင်းကိုဖန်တီးဖြစ်ခဲ့တဲ့အမှုပညာရှင်တွေရဲ့ရည်ရွယ်ချက်ကတော့အာဖရိကတိုက်အီသီယိုးပီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အငတ်ဘေးအတွက်တဖက်တလန်းကနေကေတီရံပုံငွေရှာဖို့ရည်ရွယ်ချက်နဲ့ပေါ်ဂီတာလောကရဲ့ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်တဲ့အဆိုတော်ကြီးမိုက်ကယ်ဂျက်ဆင်နဲ့အတူဂျက်စတင်ဘီဘာကန်နီဝတ်စားတဲ့နာမည်ကြီးအဆိုတော်စုစုပေါင်းအယောက်40ကျော်လောက်ပါဝင်အားဖြင့်ဒီဆိုခဲ့ကြရတယ်။ကမ္ဘာသမိုင်းဝင်သတင်းတပုတ်ပဲဖြစ်ပါတယ်။ဘယ်အချိန်နားတောင်နားတောင်ကြက်တီးထားလောက်တဲ့အထိကောင်းတဲ့သတင်းတပုတ်လည်းဖြစ်ပါတယ်။ ဒုတိယတစ်ပုတ်ကတော့အစိုးရအယောက်30ကျော်ဝင်းကျင်လောက်ပါဝင်တည်ဆူထားတဲ့လီလီတီကီရဲ့အဆိုးတဲ့တစ်ချိန်လေးဖြစ်ပါတယ်။ဒီတစ်ချိန်လေးကတော့နားထောင်လိုက်တာနဲ့စိတ်လွတ်လပ်ပေါ်သွားပြီးတော့ကြည်နူးစရာကောင်းအောင်ဖန်တီးထားတဲ့တစ်ချိန်လေးတစ်ပုတ်ဆိုတာအရင်သိတာပါပဲ။ဒီတစ်ချိန်ကိုဖန်တီးပြခဲ့တဲ့အမှုပညာရှင်တွေရဲ့ရည်ရွယ်ချက်ကတော့ကမ္ဘာကြီးရဲ့တည်တံ့ကြာမြင့်လာတာနဲ့အမျှသဘာဝပတ်ဝန်းကျင်နဲ့ဇီဝဖြစ်စဉ်တွေကိုကောင်းမွန်စွာထိန်းသိမ်းပေးကြဖို့တောင်းဆိုထားတဲ့အချိန်လေးပဲဖြစ်ပါတယ်။ ်ကဘာဘောကကျွန်တော်လူသားတွေအနေနဲ့ကဘာကြီးကိုထိန်းသိမ်းပေးကြဖို့သတိပြုမိအောင်မိမောင်းထိုးပြထားတဲ့အချင်းလေးတစ်ပုဒ်လေးဖြစ်ပါတယ်။ ဒီတင်းလေးကိုတော့လီလီတကီအပါအဝင်အာယနာဂရိတ်အက်ရှီရန်တို့အပြင်အဆိုတော်စုစုပေါင်းအယောက်30ကျော်လောက်ပါဝင်ဒီဆိုခဲ့ကြပြီးတော့ဒီတင်းကရတဲ့ဝင်ဝေတချို့ကိုလည်းကမ္ဘာလုံးဆိုင်ရာသဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကိုလှူဒန်းခဲ့ပါသေးတယ်။ဒီတင်းမှာဆိုရင်အဆိုတော်တွေကိုကိုပိုင်ကာရတာလေးတွေနဲ့ပြပေးတာကဒီတင်းလေးကိုပို့ပြီးတော့ပြည်စုံသွားစေတယ်လို့ပြောလို့ရပါတယ်။ဆလူတော့ဆိုရင်ဆေးကြောက်ပင်အနေနဲ့ပြတာမျိုးချာလီပူကိုတက်ကလေးပုံစံလေးနဲ့ပြတာအက်ရှီရန်ကိုကိုအားလားကောင်လေးပုံစံနဲ့ပြပေးတာလေးတွေကအရင်မိုက်ပါတယ်။အားဆိုတဲ့ တခြင်းအားလည်းနောက်ထပ်နောက်ထပ်ပြင်ရဖို့မလွယ်တော့တဲ့အဆိုတော်ပေါင်းမျောများစွာရဲ့ဖန်တီးမှုအကောင်းဆုံးတခြင်းတွေကတပုတ်ပဲဖြစ်ပါတယ်။နောက်ထပ်သုံးမျောတခြင်းကတော့လူငယ်ပိတ်သက်တွေကြားထဲမှာရေပန်းအစားဆုံးနဲ့လူကျက်အများဆုံးဖြစ်ခဲ့တဲ့ Justin Bieber ရဲ့ IMD1 ဆိုတဲ့တခြင်းပဲဖြစ်ပါတယ်။ ချင်းက2019ဝင်းနှစ်လောက်တည်းကထွက်ခဲ့ပြီမဲ့ဘယ်အချိန်ပဲနားထောင်နားထောင်ရိုးမသွားတဲ့တချင်းတပုတ်လေးဖြစ်ပါတယ်။တချင်းကတော့လူငယ်ဆန်ဆန်ပို့ပါပါ run နဲ့ IB ပေါင်းဆက်ထားတဲ့တချင်းဖြစ်ပြီးတော့အစိုးရစုစုပေါင်း9ရောက်ပါဝင်ပါတယ်။ MD1 တချင်းကတော့ music video နဲ့တင်နားထောင်ရတာတော်တော်တန်နေပြီလို့ပြောလို့ရပါတယ်။ Justin Bieber fan တွေရဲ့အသေးသေးတချင်းတပုတ်လေးဖြစ်ပါတယ်။ဒါကတော့ကမ္ဘာပေါ်မှာအစိုးရအများဆုံးပါဝင်တဲ့တချင်းတွေတဲကနေမှအောင်မြင်ဆုံးတချင်းတချို့အကြောင်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ တခါတလေမှာတချင်းတွေကကျွန်တော်တို့ကိုနှွေးထွေးမှုတွေပေးတယ်။တချို့တချင်းတွေကြတော့လဲဝိုင်းနေမှုတွေပေးတယ်။တချို့တချင်းတွေကြပြန်တော့လဲကျွန်တော်တို့ကိုခွာတွေပေးပြန်တယ်။ဆိုတော့စကလုံးတွေမှာစွမ်းအားရှိတယ်လို့ပြောကြကြည်ဆိုရင်တချင်းတွေရာလဲအဲ့ဒီစကလုံးတွေကိုအကောင်းဆုံးဖြစ်အောင်တည်ကျူးဖော်ပြထားတယ်။အမှုပညာတွေတဲ့ကတခုပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ပြေးပါအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်အားပေးနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့အတူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ပြပြပေးသွားတဲ့သချင်းသဘုတ်တွေမှာဘယ်သချင်းကကိုယ့်ရဲ့အကြိုက်ဆုံးသချင်းဖြစ်တယ်ဆိုတာကိုလည်းကွန်မန့်မှာရေးသွားပေးလို့ရပါတယ်ဆိုတော့အားလုံးပဲတက်တာပါနောက်ထပ်ဗီဒီယိုမှာတန်တူကြပါမယ် see you guys